။တမင်မေကုံးလေးပြန်ပြီးတော့ဆလိုက်မယ်။အလုံးသောပရိသတ်တွေလည်းစိတ်ဝင်စားနေတယ်။မြတ်စွာဘုရားရှင်သည်ယနေ့အချိန်ထိတတ်တော်ထင်ရှားရှိ၍နေသည်ကိုကျွန်ုပ်တို့အလုံးဖူးတွေ့ခွင့်ရရှိနေအောင်မယ်ဆိုလျင်ဒီကနေ့အချိန်ထိနော်။ဒီကနေ့အချိန်ထိနော်။ဘုရားရှင်ရဲ့တတ်တော်မြည်မြရှိ၍နေမည်နီ။တမင်ဆက်ဖြေမလား။ရက်နေမလား။ဆက်ဖြေပါမယ်ဗျာ။သိ60မိကုန်တင်မ တမီးဆက်ဖြေမယ်လို့ရွေးပြီးပြီဆိုလို့ရှိရင်တော့နောက်ပြန်လှည့်လို့မရဘူးအသက်ကိုဝအောင်ရှူအေ2646နှစ် B 2549နှစ် C 2569 D 2614နှစ်တမီးကျွတ်စဉ်းစားချိန်စက္ကန့်30စတင်ပါပြီ။ ြေမှန်ရွေးလို့ရပါပြီ A 2649ပါဗျာအေအ2649ဖြစ်ပြောင်းမလားမပြောင်းတော့ပါဘူးဖြာဒီမိကုန်းပြီနောက်တစ်ဆင့်မှကျွန်တော်တယ် တယ်ဗျဒီနေရာမှာချွတ်ချော်သွားပြီဆိုလို့ရှိရင်တော့တမိတွက်စိတ်မကောင်းစရာပဲတမိကိုတစ်ခုလောက်မေးနေတာကအဲ့ဒီမိကုံးအဖြေကိုရအောင်တမိဘလို့တွက်တယ်လေမစားပါရှင်ဘိနေပဲ72ခုနှစ်ကခရစ်တော်မပေါ်မီ94ခုနှစ်ပါဖျက်အခုကခရစ်နှစ်2000 2025ပါဖေ။အဲ့နှစ်ခုကိုပေါင်လိုက်တဲ့ပြီးတော့မဆာဖျားရှင်ကတတ်တော်80မှာကွလွန်နဲ့တက်ကြောင်းအဲ့ဒီသုံးခုကိုထပ်ဆင်ပေါင်လိုက်တာပါဖေ။အလုံးပေါင်းတော့2649ပါဖေ။အတီးပြုတ်ပြီနော်။အတီးပြုတ်ပါဖေ။အပြည့်မဆစ်လို့ရပါပြီ။ဒီတစ်ခါကျွန်တော်တို့ဆုံးဖြတ်ရမယ်မေခွန်းကသမီးလေးတွေ့ စုချင်းငွေ360တန်မိကွန်ဖြစ်ပါတယ်မိကွန်လေးကမြတ်စွာဘုရားရှင်သည်ယနေ့ချိန်ထိတတ်တော်ထင်ရှားရှိနေ၍အကျွန်ုပ်တို့ဖူးတွေးခွင့်ရှိနေကြအုံးမည်ဆိုလျင်ဘုရားရှင်ရဲ့တတ်တော်မြည်မြရှိ၍နေမည်နီလို့မိထားပါတယ်သမီးလေးကဒီမိကွန်ရဲ့အဖြေကို A 2649လို့ဖြည့်ဆိုထားပါတယ်ဝင်တော်ဆုရှင်ရဲ့စုခြင်းငွေ360တန်မေးခွန်းရဲ့အပြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ